မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုโอเคမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်အပြင်ဘက်နယံဒီအကြောင်းကိုစက်ပြီးအုတ်နယံဒီမှာရှိတဲ့ရှေးသူထုထောက်သူအစိတ်အပိုင်းများ projections in brickwork နဲ့နေရန် joint recess တွေအတွက်စီမင်းတွေကိုရှင်းပြပေးနိုင်မလားရှင်အပြင်ဘက်နေရန်တွင်အတင့်နဲ့ရှေ့သို့ထုတ်ထားသောစိတ်ပိုင်းများ projection in brick walk အုံနေရန်တွင်ရှေ့သို့ထုတ်ထားသောအစိတ်ပိုင်းအားလုံးကိုအစဉ်စဉ်ထပ်ပြီးတည်ဆောက်ရမည်ဖြစ်၍မိသည့်အစိတ်ပိုင်းမဆိုနေရန်မျက်နှာပြင်မှကိုယ်နဲ့မှထပ်ပို့၍ရှေ့သို့မထွက်ရနေရန် joint recess ဝန်ထမ်းအဆောက်အဦတစ်ခု၏အပြင်နေရန်သို့မဟုတ်အခန်းကွဲနေရန်တွင် နေရန်ကျွဲ့တကူပြုတ်လို့ပါကကော့နေရန်ကျွဲ့ဤနောက်ပတ်ရှိနေရန်ဒီအပြင်းနေရန်တွင်၄ရက်သမှ၅လက်မှထန်မပါရအခန်းကွဲနေရန်တွင်၉လက်မှထန်မပါရခနေရန်ကျွဲ့ဧရိယာအပေါ်တွင်လုံလောက်စွာခိုင်ခံသောလင်တန်းသို့မဟုတ်ခုံးကဲ့သို့မီးမလောင်နိုင်သောပစ္စည်းဖြင့်တိဆောက်ရမည်ထည်၏ကအခန်းကွဲနေရန်သို့မဟုတ်အပြင်းနေရန်၏အစွန့်တွင်နေရန်ကျွဲ့သို့မဟုတ်အဖွင့်အပေါက်တစ်ခုပြုတ်လို့ပါကအဖွင့်အပေါက်ဤအစနှင့် နိုင်ငံ၏အစွန်ဆုံးပြားတွင်တစ်တသမငါးပေထမနေတော့နေရလွတ်ရှိရည်နေရန်အကာအများသက်ဆိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ဘလို့လိုအချက်တွေရှိပါသလဲအဓိကအချက်၃ချက်ရှိပါတယ်နေရန်အကာများသက်ဆိုင်ခြင်း installation of wall coverings ပုံနေရန်များတွင်အပြင်ဘက်အကာပစ္စည်းများ၄ဒသမ၅လမအုပ်နေရန်များသို့မဟုတ်အခြားပစ္စည်းများဖြင့်ပြုလုပ်ထားသောဝင်မထမ်းနေရန်များကို အားဖြင့် concrete ဘောင်များသို့မဟုတ်အခြားအဆောက်အဦဆန်ရအဓိကအစိပ်အပိုင်းများနဲ့ချိတ်ဆက်ရသည့်အခြေအနေအလုံးတွင်ထိုနယံများကိုအဓိကအစိပ်အပိုင်းများနဲ့စနစ်တကျခိုင်ခံစွာချိတ်ဆက်ရမယ်။ဘီလီမီအင်ဂဒေါ၊စီမန့်ပလတ်စတာအပြင်နယံများတွင်အသုံးပြုတဲ့ဘီလီမီအင်ဂဒေါသည်အပိုင်း၆အဆောက်အဦဆန်ရပစ္စည်းများမှဘီလီမီနဲ့ concrete ဆန်ရအပိုင်းတွင်တတ်မှတ်ထားသောလိုအပ်ချက်များနဲ့ကွပ်ညီးရမယ်။ချိတ်ဆက်ပစ္စည်းများ fastening ရာဒီဥရုဒဏ်ခံနယံကပ်ပစ္စည်းများနဲ့နယံအကာများကို အလူမီနီယံဂျေနီတွတ်တွတ်ရဲ့ဇိတ်နဲ့သို့မဟုတ်အခြားခွင့်ပြုထားသောတန်းချီမှတက်နိုင်သောချိတ်ဆက်ပစ္စည်းများဖြင့်သို့မဟုတ်ခွင့်ပြုထားသောထုတ်လုပ်သူ၏တက်ဆင်မှုလမ်းညွှန်းချက်အတိုင်းခိုင်ခံစွာတက်ဆင်ရမည်။အပြင်တံတားများနှင့်ပြတင်းပုံများ exterior doors and windows မှန်ကားနေရန်ဒီအတွက်ကိုဘလို့အရေးကြီးသည့်စီမင်းတည်ရှိပါသည်လေ။မှန်ကားနေရန်တွေကိုပါဝင်လား။ဟုတ်ကဲ့။အပြင်ဘက်တံတားများနှင့်ပြတင်းပုံများ exterior doors and windows အပြင်ဘက်နယံများ၏အဖွင့်အပေါက်များတွင်ယာဒီဥရုဒန်ကာကွယ်ချက်အတွက်အပေါ်စီးနေခါနစ်အလကန်းလိုရှေ့တို့ထုတ်ထားသောအစိတ်ပိုင်းများပန်ပိုးပေးရမည်အပြင်ဘက်တကားများနှင့်ပတင်းပေါက်များကိုခွင့်ပြုထားသောထုတ်လုပ်သူ၏နွန်ကြားချက်အတိုင်းတက်ဆင်ရမည်ထီး၍အပိုင်း chalk အဆောက်အဦစာညာပစ္စည်းများနှင့်အညီစွာရဲရမည်ချိတ်ဆက်ပစ္စည်းအရွယ်အစားနှင့်အကွာအဝေးကိုထိုနွန်ကြားချက်တည်းများဖော်ပြထားရမည်ဖြစ်၍အများဆုံးဝင်လာတဲ့အကွာအဝေးပေါ်မူတည်၍တွက်ချက်ရမည်ထီးအပြင်ဘက်တကားများနှင့်ပတင်းပေါက်များ၏ မိသည့်အစိတ်အပိုင်းမဆိုရေလုံရမည်ချမ်းပင်အချင်းဖြင့်နေတိုင်းထက်ရောက်သောပြင်းပြင်းသောမဟုတ်ဖွင့်နေသောအဖွင့်အပေါက်များအတွေ့အကာတန်းမင်းနဲ့ဘေးကင်လုံးကျုံသောမှန်တွေလိုအပ်သည်အပြင်မိစိမ့်မိပြင်းမှ၃၀လက်မှကျော်မြင့်သောကက်လက်ရှိချမ်းပင်အချင်းဖြင့်နေတိုင်းထက်ရောက်သောဖွင့်နေသောအဖွင့်အပေါက်များ၏အကာတန်းတင်နေဘေးကင်လုံးကျုံသောမှန်တို့၏ပဒင်းပေါက်အောင်တွေအကြမြင်သည့်သုံးပေရှိရမည်ရာဒီယိုရူတန်ကာကွယ်ခြင်းနဲ့တူအပူကမှန်ကိုတတ်ဆင်ရမည်မှန်ကားနေရများ မှန်ကန်နေရာများ၏မိသည့်အစိတ်ကပိုင်းမဆိုရေလုံရမည်ဖြစ်၍ခွင့်ပြုထားသောထုတ်လုပ်သူ၏ညွန်ကြားချက်အတိုင်းတက်ဆင်ရမည်ဖြစ်၏မှန်ကန်နေရာနှင့်ချမ်းပင်ကြားတွင်ရှိသောလှုပ်ရှားမှုကိုခံ၍ပတ်လည်ရှိလစ်လပ်နေရာတွင်အတွက်ထိရောက်သောမိသားနှင့်မိကိုတာဖေးဆောင်ရွက်နေသောခွင့်ပြုထားသောပြောပြန်သောမိကားပစီကိုပံ့ပိုးပေးရမည်ဖြစ်၏အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group ရဲ့ကအကူကိုရောအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရနာလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MMBC Rainy Survey 2025အပိုင်း2ရက်အခန်းကွဲ2တသမ8ရက်ကျန်းရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။